Hello အားလုံးပဲမင်္ဂလာပါအခုအဲနာရောက်နေတာကတော့အဲနာတို့ရဲ့ဒီမှာအတိမိတ်ဆွေတယောက်ရဲ့ပေါ့နော်ဒီအမနဲ့အကိုတို့ဒီနေ့အိမ်အစ်စ်ဝယ်တာဒီမှာအဲ့ဒီအိမ်လေးကို လိုက်ပြပေးမယ်နော်ကဲအခုကတော့အထက်ထဲမှာဒီမှာအိမ်ဒီတပ်ပွဲမှာဆိုတော့လူတွေကအများကြီးလာပါတယ်ဒါကတော့အိမ်ရှိမှာကားရဲ့အပြည့်ပေါ့နော်ဒီမှာ ရက်ွက်လေးကတော့ချစ်စရာကောင်းတယ်ဒီလိုမျိုးလေးပါဒါလေးကတော့အိမ်ကလေးပေါ့နော်သူတို့ရဲ့အိမ်လေးကတော့သူတို့ကဒီမှာတောင်ကုန်းတောင်ကုန်းလေးအမြင့်လေးပေါ်မှာပေါ့နော်အဲ့လိုမျိုးလေးလှုပ်ထားတာဖြစ်ပါလေ Hi အဲ့ဒါတော့အိမ်ရှင်ရမမအိမ်ရှင်မမဟုတ်မှာ Okay ဒီနေ့ကတော့ဒီမလေးကြာသူဥသူကတော့အရန်အေးတယ်မိုးတွေလည်းရွာနေပါတယ်မိုးလေးတွေဖွဖွဲလေးတွေကြာနေပါတယ်ဒီမှာပါဒါအိမ်ရဲ့ neighborhood ဒီရက်ကွက်လေးကိုနည်းနည်းလိုက်ပြပေးမယ်နော်မိုးလေးပါနော် ဒီဖက်ကတော့ဒီမှာဒါလေးကတော့အဝင်အဝလေးဖြစ်ပါတယ်တို့ရဲ့ဒီမှာဟာလေးပေါ့နော်ပမာလည်းအိမ်လေးအကုန်လုံးလှတယ်ဒါတော့အခုတို့အိမ်ရှိမှာကားရအပြည့်ပေါ့နော်ဒီနေ့ကတော့ဒီမှာကဲဒီဘက်မှာဒါတော့အိမ်တို့ဆောက်ထားတာတော့မချသေးဘူးအိမ်အစ်စ်တွေပဲတရားတယ် အရန်အေးပါတယ်အရန်ကိုအေးတယ်ဒီမှာဟုတ်ရက်ကွက်လေးရချစ်စရာလေးပါရက်ကွက်လေးရချစ်စရာလေးဒီမှာကြည့်เนาะတက်တက်ရှင်းရှင်းလေးနဲ့တက်တက်ရရလေးနဲ့ပြီးတော့တို့အိမ်အထဲထဲမှာဆိုလဲလေအရန်ကျဲတယ်တိလားလာတို့ရဲ့ living room ဆိုလဲရန်လှတာပေါ့เนาะဟုတ်လားမဟုတ် ဒါကတော့ broken arrow ပေါ့နော်အဲ့နာတော့နေတဲ့ Oklahoma state broken arrow ပါဒါကတော့ဒီမှာနောက်မှာဒါသူတို့အိမ်လေးပေါ့နော်ဒါကတော့သူတို့အိမ်လေးဖြစ်ပါတယ် ပြီးတော့ရှင်အဲ့နာအထဲထဲမှာလိုက်ပြပေးမှာပေါ့နော်အခုကတော့အထဲမှာလူတွေအများများနေတယ်ဆိုတော့လေအာတချို့ကြတော့လေဒီကင်မရာထဲမှာပါတယ်ဆိုမကြိုက်တာရှိတယ်ဆိုတော့အဲ့နာအကြောင်းမလို့မရိုက်သေးပါဘူးချက်ကလေးရနေချင်းဆရာလေးချက်ဆရာလေးတွေအိမ်လေးတွေอ่ะ Okay အိမ်လေးကို တပတ်ပတ်ပြမယ်เนาะသူတို့ကတော့အခုကဒါအိမ်အစ်ဆိုတော့သူခြံစည်းရောမခံရသေးဘူးပေါ့เนาะဆိုတော့ဒီမှာဒီမှာကတော့ကိုယ့်ဟာကိုခြံစည်းရောပြန်ခတ်လို့လည်းရတယ်ခြံစည်းမခတ်ချင်လည်းရတာပေါ့เนาะအဲ့တော့ဒီဖက်မှာပါဒီအားတော့သူကအုပ်မဟုတ်ဘူးသူတို့ကတက်သားပေါ့နော်တက်သားနဲ့မဲ့ဒီတက်သားတွေကလေအုပ်ထက်တောင်ပိုမာသေးတယ် နော်သူတို့ဟာတော့ဒီအနောက်ဖက်လေဒီအနောက်ဖက်ခြံကတော့သူအမြင်မပြန့်ဘူးအဲ့လိုကုန်းအစင်းလေးဖြစ်နေတာပေါ့နော်ကုန်းအစင်းလေးဖြစ်နေပါတယ်တခုတော့သူကရေတော့နည်းနည်းဝတ်မှာပေါ့နော်ရေကြီးရဲ့ဆိုတော့ဒီဖက်မှာရေလာဝတ်မယ်သူ့ပြင်မဲ့လဲ တမျိုးလေးတော့လှတာပေါ့နော်တောင်ကုန်းလေးဆိုတော့အဲ့လာတော့မြန်မာပြည်လာရှုံမြို့မှာနေတယ်ဆိုလို့ရှင်လည်းအဲ့လိုဟိုတောင်ကုန်းလေးဒီပေါ်မှာပဲနေခဲ့တာဆိုတော့လေနော်နားမ ့ဒါကအဲ့နာဝင်လာတာဒါတော့အဝိရှောအဝိရှောဆက်တစ်ထားတဲ့နေရပေါ့နော်ဒီနေရလေးကတော့ပြီးတော့ဒီအဝိရှောဆက်နဲ့တစ်ဆက်သေးမှာပဲသူတို့ကဒီမာစတာရုံးကအဲ့ဒီဘက်မှာတောက်လျှောက်ဆက်တာပေါ့နော်သူတို့ကဒီအဝိရှော့ခန်းဖက်ကနေသွားလို့ရှင်ရင်လည်းဒီသူတို့အခန်းဖက်ကိုသွားလို့ရတာပေါ့နော်နောက်ထပ်အသီးတန့်အပေါက်ဒီ လေးဗင်ရောမှာเนาะဒီအခန်းထဲကနေပြီးဝင်မယ်ဆိုလို့ရှင်လဲသူတို့ရဲ့ဒီအခန်းထဲကိုဝင်လို့ရတာပေါ့เนาะဒါကတော့သူတို့ရဲ့ master room ဒီမှာဒါသူတို့ရဲ့ closet ပေါ့เนาะ closet ကနှစ်ခုရှိတယ်ဒီဖက်တစ်ချမ်းနဲ့ဟိုဖက်တစ်ချမ်းအဲ့လိုနှစ်ခုပေါ့เนาะပြီးသွားရင်တော့ဒီဖက်မှာဆိုတော့သူတို့အိမ်သားအိမ်သားရေချိုး ရေချိုခန်းပေါ့နော်အဲဒါရေချိုခန်းမှာလဲအာရေချိုခန်းကနှစ်ခုပါတယ်တစ်ခုကတော့ရေစိမ်းနဲ့ကန်တဲ့နောက်တစ်ခုကကျတော့မတ်တရက်ပြီးတော့မှချိုးတဲ့ ကံပေါ့နော်ဆိုတော့နှစ်ခုရှိပါတယ်သူပြောမယ်ဆိုရင်တော့သူရဲ့ဒီ master room ကကျဲတယ်ပေါ့နော်သူတို့ဒီ close up ကအခု camera ထဲမှာကြာတော့လေအဲ့ဒါအသိမရိုက်တလို့ရိုက်တတ်တဲ့လူအတွက်ဆိုတော့တော်တော်လေးကိုကျဲတယ်အဲ့ဒီမှာသူကလမ်းလျှောက်လို့ရတယ်အေးအေးဆေးဆေးအထက်မှာအဝတ်စားလဲမယ်ဆိုရင်နှစ်ယောက်သုံးယောက်ကအေးအေးဆေးဆေးမတ်တရက်ပြီးတော့မှလဲလို့ရတာပေါ့နော် အခုအန်နာတို့ဒီခုနတော့ငါဒီအဝိရှော်ဆန္နာနဲ့ထွက်လက်တယ်ဆိုရင်အခုအန်နာရဲ့ဘက်ဖက်မှာဆိုရင်အခန်းတစ်ခန်းရှိတယ်။အရှိတတဲ့အခန်းကကြတော့ဒါကသူတို့စတိုခန်းပေါ့နော်။ကိုပစ္စည်းတွေဖက်နှက်တွေပါတဲ့တင်းချင်လဲရတယ်။အာပြီးတော့ဒီဒီအခုလက်ညှိုးထိုးထားတဲ့ခန်းကကြာအဲ့ဒါကြတော့သူကဒီကားကိုယ်တော်ကိုသွားတဲ့နေရာပေါ့နော်။အဲ့ဒီဘေးနားလေးမှာလည်းသူတို့ကထိုင်ဖို့အတွက်လည်းခုံလေးတွေလည်းသူတို့လှုပ်ထားတာပေါ့နော်။ ဒါလေးကတော့ခုနအန်နာပြောတဲ့ဘက်ဖက်ချမှာရှိတဲ့တကားကိုဖွင့်လိုက်တာဒီအခန်းလေးပေါ့နော်။ဒါကတော့သူတို့ရဲ့သားလေးရဲ့အခန်းလေးဖြစ်ပါတယ်။ယောက်ျားလေးအခန်းပေါ့နော်။ဒီကတခန်းဒီဖက်ကတော့သူတို့ရဲ့သမီးကြီးလေးအခန်းဖြစ်ပါတယ်။သူတို့ခန်းလေးကအရင်ချစ်စရာကောင်းတယ်သူတို့ ဒီဘက်ကတော့ဒါလေးကတော့တို့သမီးအငယ်လေးခန်းဖြစ်ပါတယ်ဒါတို့ကတော့မောင်နှမ၃ယောက်ရှိတာဆိုတော့အခန်းလေးခန်းပေါ့နော်ခုနမစတာရုံးရှိမယ်ပြီးသွားလို့ရှိရင်ဒီမှာအခန်းနောက်ထပ်၃ခန်းပေါ့နော်ဒီလိုလေးရှိပါတယ်တို့ရဲ့တို့ဒီအခန်းကနေပြီးမှပြန်ထွက်လာတယ်ဆိုရင်အခုဒီမှာဆိုရင်ဒါကတော့တို့စတိုခန်းလေးပေါ့နော်ကိုကြိုက်တဲ့ပစ္စည်းတွေထားလို့ရတယ် ဒီလိုမျိုးလေးပါပါတယ်။ပြီးရင်ဒီဘက်ဘေးမှာဆိုရင်တော့ဒါကတော့သူကရေချိုးကံပေါ့နော်ရေချိုးရေချိုးခန်းနဲ့ပြီးတော့လို့ရှိရင်အိမ်သားနဲ့ပေါ့နော်ဒါကတော့တီးတန့်ရေချိုးခန်းအိမ်သားဖြစ်ပါတယ်။ဆိုတော့သူတို့အိမ်မှာရေချိုးခန်းအိမ်သားနှစ်ခုပါတာပေါ့နော်။မဆာရုံးနဲ့မှတစ်ခုပါမယ်ဒီထက်မှတစ်ခုပါမယ်။ဒီမှာတော့များသောဖြစ်တော့အဲ့လိုမျိုးတွေပဲပါတာများတာပေါ့နော်။ ပြီးတော့တို့ဒီလူမျိုးအခန်းလေးလက်ပါတာပေါ့နော်ဒီရေချိုးခန့်အင်တာနက်မှာကိုပဲဒီလိုပစ္စည်းသီးသန့်ထည့်တဲ့ဒီအခန်းလေးပါတာတော့အဲ့နာအရှမ်းသဘောကြတယ်။ဘာလို့ဆိုအဲ့မှာဆိုရင်ကိုရဲ့ဒီပစ္စည်းတွေပေါ့နော်တပတ်တွေဘာတွေမျက်နှာတုပ်ပွားအဲ့မှာထားလို့ရတာပေါ့နော်။အဲ့နာရိအိမ်မှာဆိုမပါဘူးအဲ့ဒီဟာလေ။တရားတော့ပါတယ်ဆိုတော့အဲ့နာဒါလေးကိုအရှမ်းသဘောကြပါတယ်။ဒီဘက်ကတော့ဒါကတော့ dining room ပေါ့เนาะသူတို့ထမင်းစားခန်းလေးဖြစ်ပါတယ် ခုဒီဖက်ညာဖက်ချမှာတွေ့ရတဲ့ဒီတကားပေါ့နော်ဒီမှန်တကားကြီးရတော့ဒါကတော့အနောက်ဘက်ကိုထွက်တဲ့အပေါက်ပဲဖြစ်ပါတယ်ဒါကတော့အင်ရှင်ကနေပြီးတော့မှဒီဧည့်သည်တွေအခန့်တွေ့မှုတဲ့ထမင်းဟင်းတွေပဲဖြစ်ပါတယ်။အာအဲ့နာရိုက်တဲ့အချိန်ကတော့လုံးဝနောက်ဆုံးချိန်ဖြစ်နေတယ်ဆိုတော့ဟင်းပွဲလေးတွေကအဲ့လိုမျိုးလေးတွေဖြစ်သွားပါတယ်။တကယ်တော့အများကြီးပေါ့နော်။သူတို့စားလို့လည်းအရန်ကောင်းပါတယ်။အင်ရှင်တွေကိုယ်တိုင်ကချက်ထားတာပေါ့နော်။သူတို့ကတော့ကချင်လိုမျိုးတွေဆိုတော့ထမင်းဟင်းချက်တာတော့အရန်ကောင်းပါတယ်။ တရားလေးကတော့ဒီအရှိဖက်ကတော့ဧကန်ဖက်ပေါ့နော်။ဒါလေးကတော့ဒီမှာညီမလေးရတာအင်ရှင်ပေါ့နော်။ရမ်းချစ်စရာကောင်းပါတယ်။ရှင်ရနာအင်ရှင်အမကြီးပေါ့နော်သူကတော့ဒီမှာအဲသူတို့ဇနီးမောင်နှံချက်ပြုတ်ပြီးတော့မှအခန်းကျွေးမွေးနေတာပါ ဒီဟာကတော့ခုနအန်နာလေးကားကိုရောင်ပြဖို့မိသွားတာဗောနော်အခုအန်မှာကားကိုရောင်လေးပါဒီဟာလေးကတော့နှစီထည့်လို့ရပါတယ်အခုတော့အန်နာကိုစားတောက်လို့ပြီးပြီဆိုတော့ဒီမှာအိမ်တစ်တက်မှာဗောနော်ဆူတောင်းကြမှာဗောနော်အခုကတော့ဆူတောင်းစီဝေးလုပ်နေတာပဲဖြစ်ပါတယ်ဒီမှာကတော့ညနေ6နိုင်9နိုင်ဆိုအလုတ်သမားတွေကပြန်လာတာလည်းရှိတယ်ဆိုတော့တို့ကထမင်းကိုအရင်ကျွေးပြီးတော့မှပြီးတော့မှအန်နာကဆူတောင်းကြတာဗောနော် သူတို့ရဲ့အိမ်ကတော့သူ3သိန်း2000နဲ့5000ပေါ့နော်သူတို့ကအခန်းလေးခန်းပါတယ်ရေချိုခန်းအိမ်သားနှစ်ခန်းပါတယ်ပေါ့နော်ဆိုတော့ဒီရက်ွက်ထဲမှာတော့အဲ့ဒီပြန်မြတော့ဒီဈေးပဲပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်